အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အချင်းခီးသွားရဲဆိုတာပါလဲဘယ်လိုမျိုးလဲဆိုတာကိုကျွန်တော်သိထားသလောက်ရှင်းပြပေးမှာဖြစ်ပါတယ်စိတ်ကူးယဉ်ကြည့်လိုက်ပါမိတ်ဆွေကတစ်စက္ကန့်အတွင်းအနာဂတ်ကိုသွားနိုင်တဲ့ယဉ်တစည်းရှိတယ်ဒါမှမဟုတ်မိတ်ဆွေရဲ့ဘဝကိုမိနစ်အနည်းငယ်လောက်ပြန်ပြီးရေးကြည့်နိုင်မယ်ဆိုရင်ကောဟုတ်ပါတယ်ဒါကသိပ္ပံပညာတွေတဲကအန်အောဝေရအယူအဆဖြစ်တဲ့အချင်းခီးသွားခြင်းပဲဖြစ်ပါတယ် ဗီဒီယိုကိုမစတင်ခင်ဒီလိုဗဟုသုတရတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးကြပါအောင်အချိန်ခရီးသွားခြင်းနဲ့ပတ်သက်ပြီးမေးခွန်းထုတ်ရမယ်ဆိုရင်ကျွန်တော်တို့ကအချိန်ခရီးသွားခြင်းဆိုတာကိုရုပ်ရှင်တွေထဲမှာပဲတွေ့ရတာလားဥပမာ Back to the Future နဲ့ Interstellar လို့လို့ရုပ်ရှင်တွေဟာ Theory ပညာကိုစိတ်ဝင်စားဖို့ဖြစ်အောင်ပြသပေးထားပါတယ်ဒါဆိုသိပ္ပံပညာတွေရဲ့လက်တွေ့မှာကောအချိန်ခရီးသွားရဲဆိုတာတကယ်ဖြစ်နိုင်တာလား အချိန်ဟာတံပိုးတစ်ခုတည်းရှိတဲ့အရာတော့မဟုတ်ပါဘူး။အရာဝိထုတွေတပြိုင်နက်တည်းနေရာမျိုးမျိုးမှာရှိနိုင်တယ်လို့အချိန်ကိုပါကွဲပြားစွာခန်းစားနိုင်စွမ်းရှိပါတယ်။ Einstein ရဲ့ Theory of Relativity ဆိုတဲ့ကြော်ကြားတဲ့ theory အရမြည်သူမဆိုလင်းမြန်စွာတနေရာကနေတနေရာကိုရွေလျားသွားလာနေရင်သူ့အတွက်ကအချိန်ကနှေးသွားတယ်လို့ဆိုလိုတာပါ။ဒါကို time dilation လို့ခေါ်ပါတယ်။ဆိုလိုချင်တာကတော့မိစေကအလွန်လင်းမြန်စွာလှရှားနေမယ်ဆိုရင်တခြားသူတွေထက်အသက်ကြီးတဲ့နေရာမှာအနည်းငယ်နောက်ကျနေပါလိမ့်မယ်။ လက်တွေအရာလာကိုကြည့်မယ်ဆိုရင်ဒါက theory တသက်ပဲမဟုတ်ပါဘူး GPF ထောက်ထားတဲ့ဂျိုရူတွေကလည်းဒီ theory ကိုတွန်းအားပေးနေကြပါတယ်ဒီဂျိုရူတွေဟာကဘာမြေကြီးထက်အမြင့်မှာလက်ပတ်နေတာကြောင့်အချိန်ဟာအနည်းငယ်ရှုပ်ထွေးနေတတ်ပါတယ်ဒါကြောင့်လက်တွေမှာတကယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုရှင်းလင်းစေဖို့အတွက်အချိန်ကြီးစနစ်တင်နဲ့တိကျတဲ့အတိုင်းထိန်းထားရပါတယ်ဒါဆိုအနာဂတ်ကိုကောသွားနိုင်မလားအခြေအနေတစ်ခုမှတော့ရနိုင်ပါတယ် မိတ်ဆွေဟာလင်မြန်တဲ့ယင်တစည်းထဲမှာတနစ်တတီလက်ပတ်လျှောက်သွားပြီးပြန်လာတဲ့အခါမှာတော့ကဘာမေဘော်ကသူတွေအတွက်သုံးနှစ်ကြာသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါဟာအချိန်ခရီးသွားမှုတစ်မျိုးပဲဖြစ်ပါတယ်။အနာဂတ်ကိုသွားတာကတော့ဟုတ်ပါပြီ။ဒါပေမဲ့အတိတ်ကိုသွားတာကတော့ပုံမရှုပ်ထွေးပါတယ်။ဘာလို့လဲဆိုတော့သိပ္ပံပညာမှာ Clough-Steinle-Kerf လို့ခေါ်တဲ့ theory တချို့အကြီးကတကယ်လဲအတိတ်ကိုပြန်သွားနိုင်တယ်လို့ထင်ထားကြပါတယ်။ ဒါပေမဲ့မိစေကမိစေကိုယ်တိုင်ဘဝကိုပြောင်းလဲသွားတယ်ဆိုတဲ့ time paradox တွေကြောင့်လက်တွေ့မှာမဖြစ်နိုင်ပါဘူးလို့လူတွေကယူဆနေကြပါသေးတယ်။နောင်လာမယ့်အနာဂတ်မှာချက်ချင်းပြစ်လို့ရမယ့်အရာတော့မဟုတ်ပေမဲ့ wormhole နဲ့ quantum physics လိုနည်းပညာတွေကလည်းအချိန်ခရီးသွားမှုကိုတစ်နှစ်တစ်ချိန်မှာဖြစ်နိုင်အောင်လမ်းဖွင့်ပေးနိုင်တယ်လို့သိပ္ပံပညာရှင်တချို့ကယုံကြည်ကြပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ video တွေအသစ်အသစ်တွေတင်မှာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီး YB support ပေးကြပါအောင်။ကြည့်ရှုပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။